င်္ဂလာပါမာကိုအော်တိုကဲမှာနေရာကွန်မန်းအသုံးပြုနေတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နေရာကွန်မန်းကိုမတို့ဘယ်လိုချိန်ကြီးမှာခေါ်သုံးရမလဲဆိုရင်မတို့ပြင်မှာ project တစ်ခုကိုလက်ခံပြီးတော့အော်တိုကဲနဲ့ပုံဆွဲတဲ့အခါမှာ project တစ်ခုစာဖြစ်တဲ့အတွက်ပုံတွေရတဖြည်းဖြည်းနဲ့အများကြီးဖြစ်လာမှာဖြစ်ပါတယ်အဲဒီပုံတွေများလာတဲ့အခါမှာ object တွေကိုအမျိုးအစားခွဲခြားပြီးတော့လေယာဉ်သတ်မှတ်ပြီးကြားပါမယ်ဒါမှသာကိုလိုချင်တဲ့ object ရှိတဲ့ layer တစ်ခုချင်းစီကိုဖွင့်ပြီးတော့ကိုမလိုချင်တဲ့ layer တွေကိုပိတ်ထားပြီးတော့ object တွေကိုရှင်းရှင်းလင်းလင်းနဲ့တတိယောင်ရောင်ဆွဲလို့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့် AutoCAD မှာ layer comment အသုံးပြုနည်းကိုဒီကိုတည်ထားမှာပဲဖြစ်ပါတယ်။အမှား layer comment ခေါ်မယ်ဆိုရင် layer comment ရဲ့ shortcut က L E Enter L E Enter ဆိုတာနေမှာဒီမှာ layer property ဆိုရယ် ီ box လေးကြားလာမှာဖြစ်ပါတယ်။အဲ့ဒီခါမှာ name နေနေရ CEO နဲ့ drop point ဆိုတဲ့ layer ကအရင်နေရရှိနေမှာပေါ့နော်။အဲ့တော့ဒီကောင်လေးကိုမတို့မတော့ပါဘူး။ဒါကသူရဲ့ဆက်မ auto bar ရဲ့ layer တွေပါ။အဲ့တော့ကိုကဘောနောဥပမာကိုကအင်တန်အင်ဆွဲမယ်ဆိုလို့ရှိရင်အင်တန်အင်မှာပထမဆုံးအနေနဲ့ footin ကိုဆွဲရပါတယ်။ footin ချရတယ်။အဲ့တော့ footin ချရတဲ့အတွက် footin နဲ့ပတ်သက်တဲ့ object တွေရှိနေတဲ့ layer ကို မာရူတက်တက်ပေါ့နော်ဖွဲထားလိုက်မယ်ဒါဆိုရင်ဖူတင်ဆိုရဲလေယာတစ်ခုရှိမယ်နောက်တစ်ခုအနေနဲ့အိမ်မှာတိုင်နေပါမယ်တိုင်ပုံတွေဆွဲမယ်အဲ့ဒီတိုင်ပုံတွေကိုလည်းပဲမကတိုင်ပုံတွေဆွဲထားတဲ့ object တွေအားလုံးကို column လို့နာမည်ပေးပြီးရောလေယာတစ်ခုထပ်ဖွဲလိုက်ပါမယ်နောက်တစ်ခုကမာရူပုံဆွဲပြီဆိုတာ ਨੇ dimension တွေတက်ရပါတယ် dimension တွေတက်ရတဲ့အခါမှာ dimension တွေများပြလာတဲ့အခါမှာ ကျန်တဲ့အောက်ချက်တွေနဲ့ရှုပ်ထွေးသွားနိုင်တာဖြစ်တဲ့အတွက်တိုင်မီရှင်အတွက်ကိုလည်းမာရိုဝါလေယာတစ်ခုဖွဲ့ပေးထားခဲ့ပါမယ်။အဲတော့တိုင်မီရှင်အတွက်လေယာနောက်တစ်ခုက test ပေါ့နော်မာရိုပုံတွေဆွဲရတယ်တိုင်မီရှင်တက်တယ်စာရည်နဲ့ရေးရမယ်ပေါ့နော်အဲ့တော့စာရည်လိုလဲတဲ့အမကစာဆိုရင်လေစာနဲ့ပတ်သက်တဲ့လေယာလေးကိုတက်တက်ဖွဲ့ခဲ့ပါမယ် test ဆိုပြီးတော့နာမည်ပေးပြီးတော့ပေါ့နော်နောက်တစ်ခုကမာရိုအိမ်ဆွဲတယ်အိမ်ထဲမှာနံရံနေပါဦးမယ် အဲ့တော့အဲ့ဒီနယံတွေကိုလည်းမရလီယာတကူသတ်မှတ်ပေးခဲ့ပါမယ်။ wall ဆိုပြီးတော့ပေါ့။အဲ့တော့ဒါဆိုရင်အမကူပြောသွားရင်ဒီလီယာနာမည်လေးတွေတိုင်းအမကူဒီမှာလီယာပေးကြည့်မယ်နော်။အဲ့တော့လီယာ comment ခေါ်လိုက်ပြီးဒီပေါက်ကြလာပြီ။အဲ့ဒီခါမှာမတို့ဒီမှာ icon လေး၃ခုရှိရပါတော့။လင်မော်ရောင်လေးရဲ့ဒီမှာအပြားမိမိလေးရဲ့ဒီမှာအနီလေးရဲ့ပေါ့နော်။ဒါကတလီလီယာအမတို့ကဒီမှာလင်မော်ရောင်လေးဖြစ်နေရဲ့ icon လေးပေါ်ကို mouse လေးရထားလိုက်တာနဲ့သူက new layer လို့ပြောထားရယ်နော်အဲ့တော့ဒါက new layer ခေါ်တာပါမားတို့က layer အစ်စ်ခေါ်ပြီးရောနာမည်ပေးမှဖြစ်တဲ့အတွက် new layer ခေါ်ရပါမယ်အဲ့ဒီမှာဒီအပြာရောင်တန်းလေးနဲ့ layer အစ်စ်လေးကြာလာမှာဖြစ်ပါတယ်အမကုနာကပြောခဲ့တယ် footing ဆိုရက် layer လေးကိုအရင်ဆုံးထားခဲ့မယ်နော်အဲဆိုရင် FOOD ING 15ဆိုပြီးရ layer name လေးပေးခဲ့ပါမယ် နောက်တစ်ခုကအဲ့ဒီ icon ဒီဖူဖူတင်ဆိုရဲပေါ့နော်လင်ယာရဲ့ဘေးမှာဒီ on ရဲ့ freeze ရဲ့ log ရဲ့ဆိုရဲ icon လေးအကြောင်းမှပြီးမှရှင်းပါမယ်ဒီဘေးမှာ color line type line weight ဒီကောင်းလေးကိုအမတို့ကကိုလိုချင်တဲ့ color ကိုလိုချင်တဲ့ line type ပုံစံကိုလိုချင်တဲ့ line weight ဒီမှာတခါတည်းရွေးပေးခဲ့လို့ရပါမယ်အဲ့တော့မတို့ဖူတင်ကို color အပြာရောင်လို့ထားခဲ့လိုက်ပါမယ်ပြီးတော့ lime dye ကအမှပုံမှန်မထားလိုက်မယ် lime white ကလည်းပုံမှန်မထားတော့လိုက်မယ်ဒါက collagen နဲ့ပုံစံဒီမှာလာချင်းလို့ရရယ်နော်မဒီပြာရောင်လေးကနည်းနည်းနှိမ်နေရတဲ့အတွက်တောက်တဲ့ဟာလေးကိုရွေးပေးခဲ့မယ်အဲတော့ဒီမှာနော်ဒီ box လေးကတော့ဒီမှာရှိနေပါတယ်သူတို့ခေးလိုက်တာနဲ့ပြန်ပေါ်လာမှာပါ အဲ့တော့နောက်ထပ်တစ်ခုလေယာကွန်မန့်ခေါ်ချင်တာဖြစ်တဲ့အတွက်ခုနကနယူလေယာသွားမယ်။ငါတို့ colon လုပ်ပေးလိုက်မယ်။ colon မနာမည်အရင်ပေးသွားလိုက်မယ်။ဒီမှာကာလာရင်း line တိုက်ဒီ line white ဒီ line ချိန်နေပါတော့။နောက်တစ်ခုအမကာ dimension ပေးလိုက်မယ်။ sign လေယာကွန်မန့်လေယာနယူလေယာကွန်မန့် dimension ပြီးတော့ under နှစ်ချက်ခေါက်လိုက်မယ်ဒါဆိုနောက်ထပ်လေယာဉ်သိခေါ်တာဖြစ်သွားပြီ test အတွက်ပြီးရနောက်တစ်ခုကမပါပြီးမလဲဆိုရင်ခေါ်လိုက်ရင် test ရဝဘောနော်ခုနပြောခဲ့တဲ့နေရည်နေဆိုတော့ဝလို့ပြီးလိုက်မယ်ကဲတော့ဆိုရင် မကနာပြောခဲ့တဲ့ footing dimension dash wall column ပေါ့နော်ကိုပြခဲ့တဲ့နေရာလေးငါးခုဝင်သွားပြီဖြစ်တယ်အဲ့တော့မှတော့ column ကိုကြတော့မှ color ကိုအဝါရောင်းလို့ထားခဲ့လိုက်မယ်ခုဒီမှာမကဒီမှာဆိုရင်ပုံမှန် auto default ဝင်နေတာက အနဲ့ရပါတော့နော်အဲ့လိုသာ color ဒါမခွဲခဲ့လို့ဆိုရင်အလုံးရရှင်းနေမှာပါတော့နော် အဲဒါကြောင့်တိတာမကာလာလေးနေထည့်ပေးရတာပါ။ဒါမင်းရှင်းအောင်လည်းမအစင်းရောင်နေရေးပေးခဲ့မယ်။နိုင်ရောအမအနီရောင်လေးရေးခဲ့မယ်။ test ရောအမခရရောင်လေးရေးခဲ့ပါမယ်။ပြန်ကြည့်ကြည့်နေဆိုရင်ဒီ layer properties ကို clear လေးရပါရဲ့နော်။ ီမှာမာကုနာကပေးခဲ့တဲ့လီယာ၅ခုရှိမယ်။ line type တရားလည်းကိုနေတဲ့တဲ့ပုံစံတိုင်းပြီးလို့ရမယ်။ပြီးတော့ဒီမှာ on freeze နဲ့ lock ဆိုတဲ့ဒီ icon လေး၃ခုကြောင်းရှင်းပြမယ်နော်။ဒီမှာကပထမဆုံးအနေနဲ့မြင်ရမှာကလီယာ on ပေါ့နော်။ဒီမီးသီးလေး icon လေးကိုမှာ on ထားရဆိုရင်ဒီလီယာကိုဖွင့်ထားတဲ့သဘောပါ။ဒါဆိုမှသူ့တစ်ချက်နှိပ်လိုက်မယ်။အဲ့ဒီမီးသီးလေးနှိမ်သွားပါပြီ။ဒါဆိုရင်ဒီ column လေးကိုမှာတို့ပိတ်လိုက်တဲ့သဘောပါ။ အဲ့တော့မတော့ဒီကော်လန်လီယာကိုပိတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာမတော့ပုံဆွဲလို့ပုံအတိတ်တော့ထပ်ဆွဲလို့ရတယ်ဒါပေမဲ့အဲ့ဒီလီယာရဲ့ objective လေးမမြင်ရတော့ဘူးဆွဲလီယာရဲ့မှာဆွဲထားတဲ့ပုံတွေကိုလည်းမမြင်ရတော့ဘူးပုံအတိတ်တော့ထပ်ဆွဲလို့ရပြီမြဲအဲ့ဒီဆွဲတဲ့ပုံလေမြင်ရမှာမဟုတ်ဘူးပေါ့နော်ဒါကလီယာကို off on off လုပ်တဲ့ icon လေးဖြစ်ပါတယ်အဲ့တော့မဒီမှာ column ဆိုတဲ့လေယာဉ်ကိုတစ်ချက်ဖွင့်ပြီးတော့ဆွဲကြည့်လိုက်မယ်ဒီလုံးလေးပြန်ဖွင့်ထားလိုက်မယ် အဲ့တော့ကိုဖွင့်ကျင်တဲ့လေယာပေါ်မှာမမရူကတဖယ်ကလေးချပေးပါဒါဆိုရင်ကျန်တဲ့လေယာကြီးကအော်တိုပိတ်သွားပါလိမ့်မယ်ကိုကလေးလိုက်တဲ့လေယာမှာပဲအမှန်ချိန်လေးပေါ်နေမှာဖြစ်ပါတယ်ခုဆိုရင်မရူတီအောက်မှာပေါ့နော်ဘာပုံမဲလာဆွဲဆွဲကိုလန်လေယာတွေကိုဝင်သွားပါပြီမအောက်ကဒီ background အဖြူဖြစ်နေတဲ့အတွက် အဝါရောင်ကတိတ်မပေါ်ဖြစ်နေနော်မာတီကောင်အနဲ့ရောင်ကြီးချိန်လိုက်မယ် shift right click တဲ့ option မှာ display ရဲ့ color မှာအနဲ့ကိုလာရေးပြပါမယ် apply and close apply okay အဲ့တော့ဒီမှာမာကူနာဝါလေယာ properties မှာ ကော်လန်အွန်ရဲ့အတွေ့ဒီမှာကော်လန်ဆိုရာလီပေါ်နေမယ်။ဘိုင်နီယာမှာလည်းကိုရေးခဲ့တဲ့ကာလာလီပေါ်နေမှာပဲဖြစ်ပါတယ်။အဲ့တော့ကိုခုဒီကော်လန်ဆိုရဲ့လီယာဖွင့်ထားတဲ့အတွက်ဒီထဲမှာဘာပုံမဲလားဆွဲဆွဲကော်လန်လီယာရဲ့ပုံလေးပဲ။လာပြီးတော့မြင်နေမှာဖြစ်ပါတယ်။နော်အခုဒီမှာဒီပုံသုံးပုံလေးဆွဲလိုက်တယ်ဒါမှကော်လန်လီယာရဲ့မှာလာဆွဲလိုက်တာပေါ့နော်အဲ့တော့မအောင်နောက်ထပ်လီယာကိုသွားပြန်ဆွဲမယ်အဲ့တော့ကော်လန်လီယာပြီးတော့မအောင်ဒိုင်မင်းရှင်းလီယာကိုသွားမယ် ဒိုင်မင်းရှင်းလေယာမှာဆိုရင်လည်းမော်ဒိုင်မင်းရှင်းလေယာမှာ y ဆွဲလိုက် l and r ဟုတ်ပြီဒိုင်မင်းရှင်းလေယာမှာမတော့အစိမ်းထားခဲ့ရတဲ့အတွက်ကြောင့်မလို့ဒီဒိုင်မင်းရှင်းလေယာထဲမှာလာပြီးတော့ဆွဲသမျှပုံကအစိမ်းရောင်နေပဲဖြစ်နေမှာဖြစ်ပါတယ်နော်ဒါကဒိုင်မင်းရှင်းလေယာနောက်တစ်ခုက footing ခုတင်มาဆိုရင်မတို့အပြရောက်ထားခဲ့ရယ်เนาะဒါဆိုရင်မတို့ခုတင်နေရာမှာပုံလေးတွေဆွဲမယ်ခုတင်နေရာမှာထားခဲ့တဲ့အပြရောက်လေးပဲဒါပေါ်နေမှာဖြစ်တယ်နောက်တစ်ခုကမတို့ desk desk နေရာမှာ တက်စ်နေရာမှာလည်းမောက်ပြောရရင်တက်ဆွေတဲ့စာစာရေးကြည့်လိုက်မယ်ပေါ့နော်အဲ့တော့မာရောကဒါတက်စ်လီယာနောက်တစ်ခုဟောကြံလေးရနော်ဒီဟောလီယာထဲမှာလေးပဲမာရောပုံလေးလာဆွဲလိုက်မယ် ပြီးရင်ခဏဟိုက်ထားလိုက်မယ်ပေါ့စ်လေးကို body မှာလေ my object လေးဆွဲမယ်အမားဒီမှာပုံလေးဆွဲလိုက်ပြီးနေရာသေးလေးခေါ်ပြီးတော့ပုံလေးဆွဲထားရှိရယ်အဲတော့ခုနကပြခဲ့တဲ့ဒီနေရာ properties မှာဒီမှာဆိုရင် ဒါကလီယာ on off လို့ပြောခဲ့တယ်။မအဲ့ဒါဆိုရင်ကွန်လန်လီယာတခုကိုပဲကြည့်ခြင်းနဲ့အဝါရောင်အဝါရောင်ပေးထားရဲပေါ့နော်။ကွန်လန်လီယာတခုကိုပဲမြင်ခြင်းနဲ့ဂျန်တဲ့လီယာတွေကိုပိတ်ထားမယ်ဆိုရင်အဲ့ဒီဂျန်တဲ့လီယာတွေမှာရှိရဲ့ဒီ midi icon လေးတွေကိုလာပြီးရောပိတ်ထားပေးပါ။ဒါကအခုဆွဲနေတဲ့လီယာဖြစ်တဲ့အတွက်ကြောင့်မို့သူကအခုဆွဲနေတဲ့လီယာကိုပိတ်မှလာတဲ့သူကမမိရပါ။ဒါကြောင့်မကဒီနေရာကိုပိတ်မှလို့ပြောလိုက်ပါမယ်။ ဒီမှာကိုကကော်လန်လီယာကိုဖွင့်ထားလိုက်မယ်။အဲ့တော့ဒီမှာဆိုရင်ခုနကဆွဲခဲ့တဲ့ပုံလေးတွေအားလုံးပျောက်သွားပါပြီ။ငါတို့ကော်လန်လီယာတစ်ခုကိုပဲအွန်ထားခဲ့ရဖြစ်တဲ့အတွက်ကော်လန်လီယာထဲမှာရှိတဲ့အော့ဂျက်တွေကိုပဲမြင်နေရမှာဖြစ်ပါတယ်။အဲ့တော့မှကော်လန်လီယာကိုတော့အွန်ထားရဲဒါပေမဲ့ဒီဝေါ်လီယာထဲမှာဝေါ်လီယာကိုဖွင့်လိုက်မယ်ပေါ့နော်။ဝေါ်လီယာကို ။နေရာကတော့ off ထားမယ်။ဒါပေမဲ့အဲ့ဒီ wall နေရာကိုတော့ဖွင့်လိုက်တယ်ပေါ့နော်။ဒီမှာအမှန်ရှိလေးပေါ့လေ။ဒါပေမဲ့သူ့ဦးလေးက off ထားတယ်။ဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင်အဲ့ဒီ off ထားရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့နေရာထဲမှာရှိနေတဲ့ပုံတွေကိုမမြင်ရဘူး။ object တွေကိုမမြင်ရဘူး။အခုပုံသေးထွက်ဆွဲမယ်ဆိုရင်လည်း C enter နဲ့မှာပုံဆွဲလိုက်ပြီးမြင်ရတာဆိုတော့မမြင်ရဘူးဒါပေမဲ့ပုံတော့ဆွဲလို့ရတယ် အဲ့ဒီပုံကိုတော့မမြင်ရဘူးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုရင်ဒီက off တာရဲ့အတွက်ကြောင့်ဘာပဲလုပ်လို့မြင်ရမှာမဟုတ်ပါဘူးဒါကြောင့်ပုံတော့အသင့်ဆွဲလို့ရဖြစ်တဲ့အတွက်မှာဒီမီဒီဒီပြောင်းအောင်ကြည့်ရမယ်ဒါဆိုရင်အခုဆွဲလိုက်တဲ့ဒီပုံလေးကနေရာဖွင့်ကြည့်လိုက်တဲ့အခါမှာတော့လာပေါ်နေမှာပဲဖြစ်ပါတယ်ဒါကဒီလေယာ on off icon လေးပေါ့နော်အဲ့မှာအကောင်လုံးပြန်ဖွင့်ထားလိုက်မယ် နောက်တစ်ခုက freeze freeze လုပ်တယ်ဆိုတာနှင်းခဲပုံစံလေးပေါ့နော် icon လေးကအဲ့တော့ freeze လုပ်တယ်ဆိုတာကသူကဘာလဲဆိုရင်လေယာတစ်ခုကိုဟို on ထားရင်တော့အကုန်မြင်ရမယ်ပေါ့နော်သူ့ကို offline မယ်ဆိုလို့ရှိရင် object တွေကိုမမြင်ရဘူးကိုနောက်ထပ်ပုံဆွဲမယ်ဆိုရင်လည်းဆွဲလို့ရမှာမဟုတ်သူကလုံးလုံးကိုဘာမှလုံးလို့မရတော့ဘူးပေါ့နော် object တွေလည်းမမြင်ရဘူးရှိနေပြီးသားပုံတွေလည်းမမြင်ရဘူးပုံသေးထက်ဆွဲမယ်ဆိုရင်လည်းဆွဲလို့မရဘူးပေါ့နော်ခုနကဒီ midi icon လေးမှာကြတော့သူ့မမြင်ရတာပဲရှိပုံသေးတော့ထက်ဆွဲလို့ရတယ်ပေါ့နော်ဒါက freeze နဲ့ဒီ on ဆိုတဲ့ midi icon လေးနှစ်ခုရဲ့ क्वे ပြချက်လေးပါအဲ့တော့မှာပါ freeze လုပ်လိုက်မယ်ဒီ column လေးရအဝါရောင်ကို freeze လုပ်လိုက်မယ်ဒီ ဝေါ်ကိုလည်းဝေါ်ကအနီရောက်နေဆွဲထားတယ်ဝေါ်ကိုလည်း freeze လုပ်လိုက်နော်အဲ့တော့ဒီမှာသူကဖွင့်ထားတဲ့လေယာဉ်ကိုမက freeze လုပ်မယ်ပြောလိုက်တော့သူကဗာမီးလဲဆိုရင် this layer cannot be frozen because it is the current layer ဒါသူ့ကို freeze လုပ်လို့မရဘူးဗာမီးလဲဆိုမှဒီမှာဖွင့်ထားတဲ့အတွက်ကြောင့်မလို့တဲ့အဲ့ကြောင့်မို့မဖွင့်ထားတဲ့လေယာဉ်ကိုတော့သူ freeze လုပ်လို့မရဘူးကျန်တဲ့လေယာဉ်တွေအားလုံးကိုတော့ freeze လုပ်မယ်ဆိုရင် လုပ်လို့ရတယ်ပေါ့နော်အဲ့တော့မတို့ကဇန်းတဲ့ပုံလေးနဲ့ရှုံနေတဲ့အတွက်ကြောင့်ဒီဝေါ်လီယာတစ်ခုကိုဖွင့်ထားခြင်းနဲ့ဆိုရင်ဇန်းတဲ့လီယာအကုန်လုံးကို freeze လုပ်ထားလိုက်ပါဒါက freeze ပါနောက်တစ်ခုက lock lock ကကြတော့လီယာတစ်ခုကို lock လုပ်ထားလိုက်မယ်ဆိုရင် offset လီယာမှိန်သွားမှာပါမှိန်တာပဲရှိရပါပျောက်သွားတာမဟုတ်ဘူး current ပုံကိုထပ်ဆွဲမယ်ဆိုရင်လည်းပုံထပ်ဆွဲလို့ရမှာပဲဖြစ်ပါတယ် ဖြဲလို့တော့မရဘူးဒါပေမဲ့ပုံထက်ဆွဲလို့ရပါပါအဲ့တော့မားတို့ဒီမှာဒီမှာကျန်နေဆိုရင်ဒီကောင်းနေရအွန်တာပြရထားလိုက်တော့မယ် freeze လောက်ထားဆိုအမခုဖွင့်ထားတယ်ဒီ wall ဆိုရယ်လေးရကို lock ချကြည့်လိုက်မယ် object လေးငွေရှိနေတဲ့ object လေးရနှိမ်သွားတယ်မားတို့နောက်ထပ်ပုံထက်ဆွဲမယ် see enter ဆိုပြီးတော့ပုံထက်ဆွဲမယ်ပုံတော့ထက်ဆွဲလို့ရတယ်ပြီးတော့အဲ့ဒီ မူရင်း object ကိုကလစ်လိုက်တဲ့အခါမှာတော့မတော်ပြင်လို့မရဘူး။ဘာလို့လဲဒီမှာ lock ချထားတဲ့ပုံလေးပြရတယ်။ပုံအစ်စ်ဆိုလို့ရှိရင်တော့မတော်ထက်ဆွဲလို့ရတယ်။ပြန်ပြင်လို့တော့မရတော့ဘူး။ဖြတ်လို့လည်းမရတော့ဘူးเนาะ။ဒါက layer lock ပါเนาะ။အဲ့တော့ဒီ icon လေးသုံးဖို့ရဲ့အကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်။ဒါကတော့ခုထိပြောသွားတာလေးကတော့ဒီ layer comment နဲ့မှာ အတော်ဝင်နဲ့လေယာခွဲခြားနည်းနဲ့လေယာခေါ်ယူပြီးတော့ object တွေကိုဆွဲနေရဖြစ်ပါတယ်။နားလည်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။